။သိန်းနဲ့စဲနဲ့ကလေးတွေကိုကဲတင်တဲ့ပုံမှာကျေးဇူးမတင်တဲ့ပြင်အပြစ်တင်ခံရတဲ့ပုတ္တူ။ပုတ္တူအားပြီးခဲ့တဲ့ရက်တုန်းကအမွာကလေးနှစ်ယောက်ကိုရောင်းချနေတဲ့မိမရိစီကနေကလေးတွေကိုသိန်းနဲ့စဲနဲ့သွားကဲတင်ထားခဲ့တာပါ။ဖခင်ဖြစ်သူကိုရိုင်းကအင်တာဗျူးတစ်ခုကနေအမွာကလေးလေးကိုသိန်းနဲ့စဲနဲ့ရောင်းမမယ်လို့ပြောတဲ့တွင်ပုတ္တူဟာကုညီပေးခြင်းစိတ်နဲ့သွားကုညီခဲ့တာပါ။ပုတ္တူဟာသိန်းနဲ့စဲနဲ့ကလေးနှစ်ယောက်ကိုသူလက်ထဲခေါ်ထားပါပြီလို့ပြောတဲ့တွင်အလုံးကဝမ်းတာနေခဲ့ကြတာပါ။ဒါပေမဲ့ထင်ထားသလိုမဟုတ်ဘဲ ဖခင်ဖြစ်သူကနောက်ရမှာအင်တာဗျူးတစ်ခုကနေလာပြီးပုတ္တုကနာမည်ကြီးကျင်တဲ့အတွက်သူတို့အကြောင်းကိုရှောက်ပြောတာဆိုပြီးတော့ဖြေဆိုလာခဲ့တာပါကြပြင်ကလေးကိုလေသိန်း20နဲ့မရောင်းနဲ့ပြင်သူတို့လက်ထဲမှာပဲရှိနေတော့မှာဆိုပြီးတော့ပြောဆိုနေကြတာပါဒါကြောင့်မလို့ဂျာရဲကနေပုတ္တူဟာအပြင်းထန်ကိုဝေဖန်ပြောဆိုခံနေရတာဖြစ်ပါရင်ပုတ္တူဟာနာမည်ကြီးခြင်းတဲ့အတွက်ကလေးတွေကိုဝင်းကယ်ပါတယ်ဆိုပြီးတော့အပြစ်တင်စရာတွေဖြစ်လို့နေတာပါထိုင်ခင်ဖြစ်သူရဲ့ပြောစကားအရဆိုရင်လေသူတို့မိဘတွေကကလေးတွေကိုရှောင်းဖို့လည်းမရှိသလို့ ဂျာရီယာနေပတ်တူကစွန့်မြတ်တာရှင်လုပ်နေတယ်ဆိုတဲ့ပုံစံရှောက်အောင်ပြောဆိုခဲ့တာဖြစ်ပါရည်။ဒါကြောင့်မလို့ပတ်တူကသူ့ဘက်ကနေဘာမှမှမရှိဘဲကလင်းရဲ့ဖခင်ဖြစ်သူကသာစကားကိုအမျိုးမျိုးပြောဆိုခဲ့တာဆိုပြီးတော့အတိပေးလာခဲ့တာပါ။ကလေးတွေကိုကုညီဖို့ကြွေးပတ်တူကသွားခဲ့တာဖြစ်ပါရည်။ရောက်သွားတဲ့အချိန်မှလည်းသိန်း၃၀နဲ့ရှောင်းမှဆိုပြီးတော့ပြောခဲ့တာပါ။ဒါပေမဲ့ပုတူကသိန်း20ကိုသူတို့လက်ထဲမပေးဘဲနဲ့အမွာတွေကအငယ်တယောက်ကိုပါခေါ်ပြီးတော့စိတ်ကူပေးဖို့လှုပ်ထားတာပါသိန်း20ကဖခင်ဖြစ်သူရဲ့လက်ထဲကိုရှာမသွားခဲ့ပါဘူး ။ပတ်စံမရဘဲနဲ့ပို့တူဝါကလေးတွေကိုခဏခေါ်လာခဲ့တာပါ။ပို့တူဂါဝေးရမျိုးမဟုတ်ဘဲကလေးကိုစိတ်ကူပေးချင်တာကြောင့်ခေါ်ခဲ့တာပါ။စိတ်ကူပေးရင်ကလေးတွေကိုပြန်ပေးဖို့အစီအစဉ်ရှိပါရင်။ဒါပြင်ပို့တူကအလူရှင်ရှာစရာမလိုတော့ဘဲနဲ့အလူရှင်တရားကိုကလေးကိုကုသပေးမယ်လို့ပြောလာတဲ့အတွက်နောက်ရက်မှာကလေးကိုမိဘတွေလက်ထဲပြန်ချက်ပေးလိုက်တာပါ။ဒါအောင်ဖခင်ဖြစ်သူဘက်ကနေပုတူနဲ့သူတို့ကဘာမှကိုမဆိုင်ပါဘူးဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါပုတူကတော့မိဘတွေကလူကောင်းနေမဟုတ်ဘူးဆိုပြီးတော့ထုတ်ပြောလာခဲ့ပါရီ ူ့ကိုမကောင်းပြောတာတွေကိုလည်းလုံးဝကြူးဆိုင်မှမဟုတ်တလို့စိတ်ဆိုးကဒေါသနဲ့တုတ်ပြန်တာမျိုးလည်းမလုပ်ခဲ့ပါဘူးသူဘက်ကစေတနာနဲ့လုပ်ပြီးတော့ကိုစေတနာလို့မမြင်ဘူးလို့ပဲမှတ်ယူလိုက်တာဖြစ်ပါတယ်သူကပတ်စံလိုချင်နေတာနဲ့မှပတူကပတ်စံကိုသူ့ကိုမှမပေးတာဆိုပြီးပြည်တနာရဲ့အရင်းမြစ်ကိုရှင်းပြလာခဲ့တာပါပတူအားပြောတာတမျိုးဖခင်ဖြစ်သူဘက်ကပြောတာတမျိုးနဲ့ပြဿနာတွေတက်နေကြတာဖြစ်ပါတယ်။အမွားကလေးရဲ့မိဘတွေကတော့သူတို့ကလေးကိုဘယ်သူလက်ထဲမှာထည့်ပေးမှာမဟုတ်ဘူးလို့အပြက်ပြောထားကြတာပါ။ပတူဘက်ကတော့စေကိုသားစိတ်တွေထုတ်ပေးက ကုသပေးဖို့ရည်ရွယ်ချက်တစ်ခုတည်းသာရှိတာပါ။ဒါကြောင့်မလို့မိဘတွေကိုအမြဲဆုံးအမြင်မဲ့ရကနောက်နောက်ရပြီးတော့ပြည်ပြနေမှာစီဆိုပြီးပဲပုတ္တကဆူတောင်းပေးထားပါရီ။ပုတ္တကနမဲကြည့်အောင်ခုလိုလုပ်နေတာလို့ဝေဖန်သူတွေလည်းရှိလာကြတာပါ။ပုတ္တကနမဲကြည့်ကျင်လို့လောက်တာမဟုတ်ပဲလူတွေကိုကုညီကဲ့တင်ကြတာပါ။မချမ်းသာပေမဲ့လည်းမရှိရှိတာအကုံထုတ်လူရင်းနဲ့ပဲပရိဒသမားတရားဖြစ်လာကြတာပါ။ပရိသတ်ကြီးရောပုတုနဲ့အမွာကလေးဖခင်ရဲ့နှစ်ယောက်မှာဘသူကအမှန်လို့ထင်လေဆိုတာပြောခဲ့ပေးပါအောင်ရှင်။ ပြည့်စုံအပ်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။